ားလုံးပဲမင်္ဂလာပါ The Upgrader Channel ကနေပြန်လည်ကြိုဆိုပါရစေ။ Israel နဲ့ American တို့ရဲ့တိုက်ခိုက်မှုတွေရက်စဲသွားပြီးတဲ့နောက်မှာ Iran အစိုးရရဲ့နာခဲ့ပေါ်လူအများရဲ့စိတ်ဝင်စားမှုတွေမြင့်တက်လာပါတယ်။ဒီလိုအခြေအနေမျိုးမှာပေါ်ပေါက်လာတဲ့နောက်ထပ်အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့ Iran နိုင်ငံဟာလူမျိုးရဲ့ကွေးပြေးမှုတွေကြောင့်ပျော်ကွေးသွားမလားဆိုတာပဲဖြစ်ပါတယ်။အီရန်နိုင်ငံမှာအကြီးဆုံးလူမျိုးစုတွေထဲကတစ်ခုဖြစ်တဲ့တန်ပေါင်းများစွာရှိတဲ့အဇာရီလူမျိုးတွေဟာမကြာသေးမီကဖြစ်ပွားခဲ့တဲ့ပဋိပက္ခကိုအခွင့်ကောင်းယူပြီးခွဲထွက်ဖို့ဒါမှမဟုတ်လွတ်လပ်ရေးရယူဖို့စ조사နိုင်မလား ဒါမှမဟုတ်အင်းင်းချင်းအဇာဘဂျန်နိုင်ငံနဲ့ပူးပေါင်းဖို့ကြိုးပမ်းနိုင်မလားဆိုတဲ့မိခွန်းတွေထွက်ပေါ်လာပါတယ်သမိုင်းတခြားလုံးမှာစစ်ပွဲတွေဟာခွဲထွက်ရေးလုံရှားမှုတွေအတွက်အခွင့်လန်းကောင်းတွေဖန်တီးပေးခဲ့ပါတယ်။နိုင်ငံတွေဟာပြင်ပချင်းချောင်းမှုတွေကြောင့်အင်အားနှဲသွားတဲ့အခါလူမျိုးရဲနဲ့ဘာသာရေးအုပ်စုတွေဟာပဋိပက္ခအပြီးမတည်ငြိမ်မှုတွေကိုအခွင့်ကောင်းယူပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒါမှမဟုတ်လွတ်လပ်ရေးအတွက်ပုံမတော်အားပေးလာနိုင်ပါတယ်။ အခုဆိုရင်အီရန်နိုင်ငံဟာအစ္စရေးအမေရိကန်တို့နဲ့စီးရဲတိတ်မာမုန်းတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုရင်ဆိုင်နေရချိန်မှာဒီအခြေအနေဟာပြည်တွင်းမတည်ငြိမ်မှုတွေရဲ့အစဖြစ်လာနိုင်မလားဆိုတဲ့မေးခွန်းတွေပိုမိုထင်ရှားလာပါတယ်။အစိုးရပြောလင်းမှုဆရာမန်ဆာချက်တွေအပြင်လက်ရှိမတည်ငြိမ်မှုတွေဟာလူမျိုးရဲ့ခွဲထက်လှုပ်ရှားမှုတွေကိုပါဖြစ်ပေါ်စေနိုင်မလားဆိုတဲ့မေးခွန်းတွေရှိလာပါတယ်။အထူးသဖြင့်မဟာဗျူဟာရအရေးပါတဲ့အဇာရီလူမျိုးတွေပေါ်အာယုံစိုက်မှုတွေပိုမိုများပြားလာပါတယ်။ ဒါပေမဲ့ဒီလူမျိုးစုအနေနဲ့ခွဲထွက်ဖို့ဘလောက်ထိလိုလားမှုရှိမလဲဆိုတာကတော့စဉ်းစားစရာပါဒီပြဿနာကိုပြပြဝဝနားလည်ဖို့အတွက်လူရေဆိုင်ရာအချက်အလက်တွေကိုအရင်ဆုံးကြည့်ရပါမယ်လူရဲ့တန်း60ခန့်ရှိတဲ့ Iran Islamic သမ္မတနိုင်ငံဟာလူမျိုးစုအလွန်စုံလင်တဲ့နိုင်ငံတစ်ခုပါနိုင်ငံရဲ့အကြီးဆုံးလူမျိုးစုဖြစ်တဲ့ပါရှန်လူမျိုးတွေအပြင်ကက်လူမျိုး၊ Arab လူမျိုး၊ Baluchi လူမျိုး၊ Turkmen လူမျိုးနဲ့တခြားလူမျိုးစုတွေလည်းနေထိုင်ကြပါတယ်ဒါပေမဲ့အရေးပါဆုံးလူမျိုးစုကတော့ Azari လူမျိုးတွေပါ အီရန်နိုင်ငံကပါရှန်လူမျိုးစုအများစုလိုပဲအဇာရီလူမျိုးတွေဟာလည်းရှီအာမွတ်စလင်အများစုဖြစ်ပြီးတူဂီဘာသာစကားကိုပြောဆိုကြပါတယ်။ခမတ်ချက်တွေကွဲပြားပေမဲ့အီရန်နိုင်ငံမှာအဇာရီလူမျိုး15သန်းကနေသန်း20အထိနေထိုင်တယ်လို့ယူဆရပါတယ်။ဒီအချက်ဟာသူတို့ကိုအီရန်နိုင်ငံအတွင်းအရေးပါဆုံးလူနည်းစုအဖြစ်သတ်မှတ်စေရုံသာမကအဇာဘဂျန်နိုင်ငံမှာလူဦးရေစေတန်းခန့်သာရှိတဲ့အတွက်အီရန်မှာနေထိုင်တဲ့အဇာရီလူမျိုးအရေးအတွက်ဟာပိုများတယ်ဆိုတာကိုလည်းပြသနေပါတယ်။ အီရန်နိုင်ငံကိုရှေ့ယခင်ကပါရှားလို့ခေါ်ခဲ့ပေမဲ့အခုအကြောက်ရွာကိုတော့စစ်ကိုရာစုအစောပိုင်းကနေစတင်ပြီးပြောရပါမယ်အဲ့ဒီအချိန်မှာရာချာအင်ပါယာကကော့ကင်းဆက်ဒေတာဖက်ကိုနင်းမြေချစ်ထွင်လာတာကြောင့်ပါရှားအင်ပါယာနဲ့စစ်ပွဲတွေအချင်းချင်းဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂူလစတန်စာချုပ်နဲ့တက်ကမင်ချိုင်းစာချုပ်တွေအရပါရှားဟာတောက်ကော့ကင်းဆက်ဒေတာကပြည်ပြန့်တဲ့နင်းမြေတွေကိုရာချာစီကိုလွဲပြောင်းပေးခဲ့ရပါတယ်။ဒါကြောင့်အဇာရီလူမျိုးတွေဟာအင်ပါယာနှစ်ခုကြားမှာကွေးထွက်တော့ခဲ့ရပါတော့တယ်။ ရာစုနှစ်တစ်ခုအကြာပထမကဘာစစ်ပြီးဆုံးချိန်ဟာအရေးပါတဲ့အချိုးကွေးတစ်ခုဖြစ်လာခဲ့ပါတယ်ပထမဆုံးအနေနဲ့1920ပြည့်နှစ်မှာဆိုဗီယက်ယူနီယံကအဇာဘိုင်ဂျန်ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံကိုတရားဝင်ထူထောင်ခဲ့ပါတယ်ဒုတိယအနေနဲ့ပိုပြီးအရေးကြီးတာကတော့ဆိုဗီယက်အစိုးရသစ်ဟာရုရှားရဲ့အင်ပါယာခေတ်ကရက်တည်ချက်ကိုဖေရှားပြီးပါရှားနိုင်ငံထဲကအဇာရီလူမျိုးတွေနေထိုင်ရာနေမြေတွေအပါအဝင်နေမြေဆိုင်ရာအခွင့်အရေးအလုံးကိုစွန့်လန့်တဲ့ငင်းချမ်းရေးစာချုပ်ကိုနိုင်ငံလက်မဲ့ရေးထိုးခဲ့ကြပါတယ် ဒါပေမဲ့စာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာမော်စကိုနဲ့တီဟရန်တို့ရဲ့ဆက်ဆံရေးဟာစစ်ပွဲတွေကြားကာလတလျှောက်လုံးတင်းမာနေခဲ့ပါတယ်။ထောက်ကွာ35ခုနှစ်မှာအီရန်လိုအမည်ပြောင်းလဲခဲ့တဲ့ပါရှားနိုင်ငံဟာဆိုဗီယက်ယူနီယံဗြိတိန်နဲ့နာဇီဂျာမနီတို့နဲ့ဆက်ဆံရေးကိုချိန်ညှိဖို့ကြိုးပမ်းလာခဲ့ပါတယ်။ ဒီချင်းနယ်ဟာဒုတိယကမ္ဘာစစ်စတင်ချိန်မှာကြီးမားတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဆိုဗီယက်ယူနီယံစီရေးကြီးတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုကာကွယ်ဖို့အတွက်ဗြိတိန်နဲ့ဆိုဗီယက်တပ်တွေဟာ1940တခုနှစ်မှာအီရန်ကိုသိမ်းပိုက်ပြီးရှားဘီယင်ကိုဖေရှားကသူ့ရဲ့သားကိုအစားထိုးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဆိုဗီယက်ယူနီယံဟာအီရန်မြောက်ပိုက်ဒေသကိုသိမ်းယူဖို့အစီအစဉ်ရှိတယ်ဆိုတော့အကြောက်တရားတွေပိုများလာခဲ့ပါတယ် စစ်ပီကာလာမှာဆိုဗီယက်ယူနီယံကဆောက်ခွာဖို့ငိမ့်ဆန်ခဲ့ပြီးအဇာဘိုင်ဂျန်ပြည်သူအစိုးရလို့ခေါ်တဲ့ရုပ်သည့်အစိုးရတစ်ခုကိုထူထောင်ခဲ့တာကဒီချက်ကိုပိုပြီးထင်ရှားစေခဲ့ပါတယ်။ဒါပေမဲ့ဒီအရေးကိစ္စဟာစတင်ပေါ်ပေါက်လာတဲ့စစ်အတိုက်ပွဲရဲ့ပထမဆုံးအကြမ်းတီးတွေထဲကတစ်ခုဖြစ်လာခဲ့ပြီးနောက်စတာလင်ဟာဆိုဗီယက်တပ်တွေဆောက်ခွာဖို့သဘောတူခဲ့ပါတယ်။ဆိုဗီယက်တပ်တွေဆောက်ခေါ်ပြီးနောက်မှာပြည်သူအစိုးရဟာအမြန်ဆုံးဖေရှားခံခဲ့ရပြီးအီရန်ရဲ့အာဏာကိုပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဇာရီလူမျိုးတို့ရဲ့တစ္ဆာရှိမှုကိုတော့မေခွန်ထုတ်เสียဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်တီရန်ဆိုရဟာအဇာရီဒေသကိုနိုင်ငံရေးနဲ့ရင်ကျေမှုဆိုင်ရာထိန်းချုပ်မှုတွေကိုတဖြည်းဖြည်းချင်းတိုးမြင့်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ထပ်နေပေါင်း30လောက်ကြာတဲ့အခါမှာတော့အဇာရီလူမျိုးတွေဟာတိုက်ပြည်ရဲ့တခြားလူမျိုးတွေလိုပဲချားပြည်ရဲ့တင်းကျပ်တဲ့အုပ်ချုပ်မှုအောက်မှာပဲရှိနေခဲ့ကြပါတယ်။ချားပြည်အစိုးရဟာအဇာရီလူမျိုးရဲ့လှုပ်ရှားမှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နှင်းခဲ့ပါတယ်။ 1989ခုနှစ်မှာအီရန်တော်လှန်ရေးဖြစ်ပေါ်ပြီးဘရင်စနစ်ဖျောက်ချခံရကတင်းကျပ်တဲ့ဘာသာရေးစနစ်ကိုကျဉ်းသွန်းခဲ့ပေမဲ့အီရန်ရဲ့တိုင်းဒေသလူနည်းစုတွေတော်တော်သိတာထင်ရှားတဲ့ပြောင်းလဲမှုတွေမရှိခဲ့ပါဘူး။ဘာသာရေးအစိုးရအသစ်ကဒန်းတို့ညီမျှမှုနဲ့အစ္စလာမ်ညီညွတ်ရေးကိုဂတိပြုခဲ့ပေမဲ့အမှန်တကယ်တော့လူမျိုးရေးလှုပ်ရှားမှုတွေကိုအလွန်တန်တရားအမြင်နဲ့ပဲကြည့်ခဲ့ပါလေ။တော်တော်လေအီရန်တော်လန်ရဲ့အစောပိုင်းကာလတွေမှာကက်လူမျိုး၊ RL လူမျိုးနဲ့ဘလူးချီလူမျိုးတို့လိုတိုင်းဒေသလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့ပြီးအများစုဟာအကြမ်းဖက်နေနေချင်းခံခဲ့ရပါတယ် အဇာရီလူမျိုးတွေရဲ့ကြီးမားတဲ့ပုံကံမှုမျိုးတော့မရှိခဲ့ပါဘူး။သူတို့ရဲ့ဆက်ကျင်မှုတွေဟာအဇာရီဘာသာစကားနဲ့ယဉ်ကျေးမှုကိုပိုမိုအတိမတ်ပြုဖို့တောက်ဆိုတဲ့ရဖရခါဆန္ဒပြမှုတွေအထိပဲရှိခဲ့ပြီးကက်သက်ခံခဲ့ရပါတယ်။ဒီလိုရှိပေမဲ့အီရန်အစိုးရကတော့တိုင်းသားလက္ခဏာကိုပြသတဲ့မြင်သိလှုံ့ရှားမှုကိုမဆိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့ပြီးလူနည်းစုဘာသာစကားမီဒီယာနဲ့ပညာရေးဆရာကက်သက်ချက်တွေကိုလည်းဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။တထောက်ကွာ60တခုနှစ်မှာဆိုဗီယက်ယူနီယံပျော်ကွဲသွားပြီးတဲ့နောက်မှာဒီ channel တွေပုံမိုထင်ရှားလာခဲ့ပါတယ်။ အဇာဘကျန်ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံဟာလွတ်လပ်တဲ့အဇာဘကျန်သမ္မတနိုင်ငံအဖြစ်ပေါ်ထွန်းလာချိန်မှာအီရန်ရဲ့ခွဲထွက်ရေးစိတ်ဓာတ်တွေပေါ်စိုးရိမ်မှုတွေပုံမမြင့်တက်လာခဲ့ပြီးထိန်းချုပ်မှုတွေကိုပုံမတင်းကျပ်လာခဲ့ပါတယ်။အီရန်အနာဘက်တွေဟာဇာရီလူမျိုးတွေရဲ့ခွဲထွက်ရေးလှုပ်ရှားမှုကိုအမေးစိုးရိမ်နေခဲ့တယ်ဆိုတာသိသာထင်ရှားပေမဲ့လက်တွေ့မှာတော့ဒီချင်းချောင်းမှုကဘလောက်ထိကြီးမားသလဲဆိုတဲ့မေခွန်းရှိနေပါတယ်။ အမှန်တကယ်တော့ DNA ဟာအလွန်နှေးပါတယ်လို့ဆိုနိုင်ပြီးအထူးသဖြင့်နိုင်ငံတွင်းတခြားခွဲထွက်ရေးလှုပ်ရှားမှုတွေနဲ့နိုင်ရှင်ပိုပြီးတော့တောင်ထင်ရှားပါတယ်အတိတ်ကာလတွေမှာခွဲထွက်ရေးစိတ်သက်အချို့ရှိခဲ့ပေမဲ့အီရန်ရှိအဇာရီလူမျိုးတွေဟာသမိုင်းတလျှောက်ခွဲထွက်လို့စိတ်အလွန်နှေးပါခဲ့ပါတယ်နေဆက်တလျှောက်မှာလွတ်လပ်တဲ့နိုင်ငံနဲ့လူမျိုးရေးဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာဆက်နွယ်မှုတွေရှိနေပေမဲ့အဇာရီလူမျိုးတွေကိုအပြင်လူမျိုးစုတွေဒါမှမဟုတ်အီရန်နိုင်ငံအတွက်အရေးမပါသူတွေအဖြစ်ထင်မြင်ကြတာကအတော်လေးမားယွင်းပါတယ် သူတို့အနေနဲ့အစားဘာကျင်နဲ့ပူပေါင်းချင်တယ်လို့ယူဆဖို့ဆိုတာကပိုပြီးတော့တော့မဖြစ်နိုင်ပါဘူး။သမိုက်တခြားလို့မှအစားရီလူမျိုးတွေဟာအီရန်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ကြပါတယ်။ဥမာအပြင်16ရာစုမှာရှီအာအစ္စလမ်ဘာသာကိုပါရှားရဲ့နိုင်ငံတော်ဘာသာအဖြစ်စတင်တည်ထောင်ပြီးခေတ်သစ်အီရန်ရဲ့အခြေခံအုတ်မြစ်ကိုချပိတ်ခဲ့တဲ့ဆာဖာဗစ်မင်းဆက်ဟာအစားရီတူရကီမျိုးနွယ်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာပင်အီရန်ရဲ့နိုင်ငံရဲ့အထက်တန်းလော်စစ်ဖက်ခေါင်းဆောင်တွေနဲ့ယဉ်ကျေးမှုအထင်ကရပုဂ္ဂိုလ်တွေအများအပြားဟာအဇာရီမျိုးရောကဆင်းသက်လာသူတွေဖြစ်ကြပါတယ်။အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ဖြစ်သူအလာမာခါမနေအေးကိုတိုင်တော်အဇာရီမျိုးရောကဆင်းသက်လာသူပါ။အလားတူပဲအီရန်ရဲ့လက်ရှိသမ္မတမာဆုပန်ဆက်ခီယန်ဟာလည်းအဇာရီမျိုးရောကပဲဖြစ်ပါတယ်။ဒီလိုနက်နက်ရှိုက်ရှိုက်ပေါက်ဆက်ဝင်ရောက်နေမှုကပင်ဖွေးထွက်ရေးစိတ်ဓာတ်ကိုနီနေရမှာအထောက်အကူဖြစ်ခဲ့ပါတယ်။ အဇာရီလူမျိုးအများပြားဟာသူတို့ကိုသူတို့နိုင်ငံခြားသားလူနည်းစုအဖြစ်မြင်တာထက်အီရန်နိုင်ငံရဲ့အဓိကကြတဲ့အစိပ်ပိုက်တစ်ခုအဖြစ်သမိုင်းတလျှောက်မြင်ခဲ့ကြပါတယ်။သမိုင်းကျော်ရ National ပေါက်ဆက်ဝင်ရောက်နေတယ်ဆိုရုံနဲ့ခွဲထွက်ရေးစိတ်ဓာတ်မရှိဘူးလို့ယူဆလို့မရပါဘူး။အီရန်လူမျိုးအဖွဲ့အစည်းရဲ့တခြားစိတ်ပိုက်တွေလိုပဲအဇာရီလူမျိုးတွေမှာလည်းမကျင်တဲ့ချက်တွေရှိပါတယ်။ဒါမဲ့သူတို့ကခွဲထွက်ရေးလက်စင်ကိုလိုက်မယ်ဆိုရင်ရရှိမယ့်အကျိုးကျေးဇူးထက်ဆုံးရှုံးမှုကပိုများမယ်လို့တွက်ချက်ထားပုံရပါတယ်။ ထူးသဖြင့်နိုင်ငံတော်ကဆက်ကျင်သူတွေကိုပြင်းထန်စွာဖိနှိပ်တတ်တဲ့နိုင်ငံပဲဝင်ခြင်းမျိုးမှာပိုပြီးတော့တော့သိတာပါတယ်ဒါပေမဲ့ဒီလိုပြောပေမဲ့လည်းစတိတကျဖွေးစည်းထားတဲ့ကြီးမားတဲ့ဒါမှမဟုတ်စီစဉ်ထားတဲ့တိုင်းဒါခွဲထွက်ရေးလှုံ့ရှားမှုတွေချပါတယ်ဆိုပေမဲ့နိုင်ငံအတွင်းမှာလုံးဝမရှိဘူးလို့တော့မဆိုနိုင်ပါဘူးအစာရီလူဦးရေရဲ့တချို့သောအစိပ်ပိုင်းတွေမှာနိုင်ငံရဲ့ရလှုံ့ရှားမှုတွေနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးလှုံ့ရှားမှုတွေတသမတ်တည်းရှိနေခဲ့ပါတယ် ဒီလှုပ်ရှားမှုတွေမှာခွဲထွက်ရေးသဘောထားတွေရပ်ဖန့်ရခါပါဝင်တတ်ပေမဲ့အမှန်တကယ်တော့ယဉ်ကျေးမှုနဲ့ဘာသာစကားဆိုင်ရာအခွင့်အရေးတွေပုံမောရရှိရေးကိုသာအဓိကထားအာယုံစိုက်လေရှိပါတယ်လွတ်လပ်ရေးထောက်ခံတဲ့လှုပ်ရှားမှုတွေကတော့အကဲတန်တန်ပဲရှိပြီးအီရန်ပြင်ပအထူးသဖြင့်ဥရောပနဲ့တခြားဒေသတွေကကဲကွက်သူအတိုင်းဝိုက်တွေမှာအခြေစိုက်လေရှိပါတယ်ထင်ရှားတဲ့လှုပ်ရှားမှုတစ်ခုကတော့တောက်ပိုက်အဇာဘိုင်ဂျန်အမျိုးသားနိုဂျာရဲ့လှုပ်ရှားမှုဆန်နန်ဖြစ်ပြီးအဇာဘိုင်ဂျန်နိုင်ငံရဲ့မြို့တော်ဘာကူမြို့မှာအခြေစိုက်ပါတယ် ဒီအချက်ကကျွန်တော်တို့ကိုအဇာဘိုင်ဂျန်ရဲ့အခက်ငန္ဓာဆိုင်ရာအရေးကြီးတဲ့မေးခွန်းစီကိုဥတီစေပါတယ်။အီရန်ကအဇာဘိုင်ဂျန်ဟာခွဲထွက်ရေးစိတ်ဓာတ်တွေကိုလုံဆော်ပဲ့တယ်လို့မကြာခဏဆွဲဆွဲခဲ့ပေမဲ့အမှန်တကယ်တော့အဇာဘိုင်ဂျန်အစိုးရဟာလွတ်လပ်ရေးထောက်ခံမှုတွေကိုအားပေးဖို့အချိန်အများစုမှာခြောက်ရှားနေရန်ရှိပါတယ်။အထူးသဖြင့်ဒီလိုလုပ်ရင်တီဟီရန်ကိုမလိုအပ်ပဲဒေါသထွက်စေမယ်လို့သူတို့ခံစားရတာကြောက်ပါ။တိုးမဲ့မကြသေးမီနှစ်တွေအတွင်းအခြေအနေတွေပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့်ဘာကူရဲ့ X-ray နဲ့ Nikkei ရဲ့ဆက်ဆံရေးကြောင့် Iran နဲ့ Azerbaijan တို့ရဲ့ဆက်ဆံရေးဟာတဖြည်းဖြည်းတင်းမာလာခဲ့ပါတယ်အဆာဘဂျန်ဟာ X-ray အတွက်စွန့်ရင်ထောက်ပံ့ပေးတာ Iran နေဆက်အနီးမှာ X-ray ထောက်လှမ်းရေးလုပ်ငန်းတွေလောက်ကైခွင့်ပေးတာတွေနဲ့အတူဒေသတွင်းရဲ့အကြီးမဟာမိတ်တို့အဖြစ်ပေါ်ထွက်လာခဲ့ပါတယ် အခုမေခွန်ထုတ်เสียကတော့အီရန်ကိုမကြာသေးမီကဖြစ်ပွားခဲ့တဲ့စစ်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့အဇာရီလူမျိုးတို့ရဲ့လွတ်လွဲ့ရေးလှုပ်ရှားမှုစိတ်ဓာတ်တွေပြောင်းလဲလာနိုင်ခြင်းရှိမရှိဆိုတာပါရှင်ခွင်ရှားချကြည့်မည်ဆိုရင်တော့ဒီလိုဖြစ်နိုင်ခြင်းနေပါတယ်လို့ပဲဆိုရပါမယ်တစ်ဖက်မှာကြည့်ရင်အီရန်အာဏာပိုင်တွေဟာအဇာရီခွဲထွက်ရေးဝါဒကိုအထူးစိုးရိမ်နေကြပါတယ်အထူးသဖြင့်ပြင်ပအင်အားစုတို့ရဲ့လုံဆောင်မှုရှိလာမည်ဆိုရင်ပါ ဒါပေမဲ့အီရန်မှာရှိတဲ့အဇာရီလူမျိုးအများစုကတော့ဒီကိစ္စကိုလက်ရှိအချိန်ထိစိတ်ဝင်စားမှုနေပါနေပြီးကြီးမားတဲ့ပုံငယ်မှုမျိုးကိုလည်းဘယ်လိုနည်းနဲ့မှတွန်းအားမပေးခဲ့ကြသေးပါဘူး။အီရန်ရှိအဇာရီလူမျိုးတွေကြားမှာရှိနေတယ်လို့ထင်ရတဲ့အမျိုးသားရေးစိတ်ဓာတ်တွေဟာလွတ်လွယ်ရေးထက်ယဉ်ကျေးမှုနဲ့ဘာသာစကားဆိုင်ရာအခွင့်အရေးတွေကိုသာအဓိကထားအာရုံစိုက်လေရှိကြပါတယ်။အင်းချင်းအဇာဘာဂျန်နဲ့ပေါ့စီဆိုတာကတော့ပိုလို့တော့ဝေးကော်လာပါတယ်။ ို့တော့ဒီအချက်နဲ့နိုင်ချင်ရမယ်ဆိုရင်အမျိုးသားရေးစိတ်ဓာတ်တွေကိုဖိနှိပ်မှုတွေနဲ့ထိန်းချုပ်ထားတယ်ဆိုတဲ့အငင်းပွားဖွယ်ရာအမြင်လဲရှိနေပြပါတယ်ဒီအမြင်ရစစ်ပွဲအပြီးအီရန်ရဲ့အားနည်းသွားတဲ့အနေအထားဟာခွဲထွက်ရေးအသံတွေကိုအားပေးနိုင်တယ်လို့ဆိုပါရယ်အထူးသဖြင့်အစိုးရရဲ့အားနည်းချိန်မှာလွယ်လွယ်ရေးလှုပ်ရှားမှုတွေကအခွင့်ကောင်းယူလဲရှိတာကြောင့်ဖြစ်ပါရယ်ဒါပေမဲ့အီရန်နဲ့အစ္စရေးဂျာတိုက်ရိုက်ပဋိပက္ခပြီးဆုံးသွားပြီဖြစ်လို့အစိုးရရဲ့အာယုံစိုက်မှုကပြည်တွင်းတည်ငြိမ်ရေးနဲ့အာဏာတင်မြဲရေးကိုဥတီသွားမှာသိချပါရယ် မကြသေးမင်္ဂစစ်ပွဲအတွင်းပျက်စီးဆုံးချုံမှုတွေရှိခဲ့ပေမဲ့အီရန်ရဲ့လုံခြုံရေးအင်အားစုတွေဟာအတော်အတန်ခိုင်မာနေဆဲပါဘယ်လိုထင်ရှားတဲ့ခွဲထွက်ရေးလှုပ်ရှားမှုမျိုးမဆိုချက်ချင်းနဲ့ပြင်းထန်စွာဖိနှိပ်ခံရမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အဇာရီခွဲထွက်ရေးဆိုင်ရာမေခွန်ရဲ့ပုံမိုကြေပြန့်တဲ့အချက်လက်တွေကိုထစ်သွင်းစဉ်းစားဖို့လိုပါတယ် အီရန်ရှိအဇာရီလူမျိုးတို့ရဲ့တိသာထင်ရှားတဲ့အစိပ်ပိုက်တစ်ခုကလွတ်လပ်ရေးဒါမှမဟုတ်အဇာဘဂျန်နဲ့ပေါ့စီရေးကိုတောက်ဆိုလိုက်ရင်တော့ဘေပြင်ပအင်အားစုကမှအဲ့ဒီလိုလှုံ့ရှားမှုကိုထောက်ခံဖို့သဖို့တူမယ်လို့အာမမခံနိုင်ပါဘူးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်၅နိုင်ငံလုံးရဲ့ထောက်ခံမှုရဖို့ဆိုတာပေါ်တော်ခက်ခဲပါလိမ့်မယ်အဲ့ဒီလိုထောက်ခံမှုမရှိဘူးဆိုရင်ဒီဒေသဟာလုံးဝလွတ်လပ်ရေးနဲ့ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်အတိမဲပြုခံရဖို့ဖြစ်နိုင်ချေမရှိသလောက်ပဲဖြစ်ပါတယ် တော်တော်ဒီအခက်အခဲတွေအားလုံးရှိနေပေမဲ့အဇာရီခွဲထွက်ရေးဆာယာမေခွန်ဟာနီကက်စော်စောင့်ကြည့်ထိုက်တဲ့အရေးကိစ္စတစ်ခုအဖြစ်ဆက်ရှိနေဥမာပါမကြသေးမင်ကစစ်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့အီရန်ဟာပိုပြီးမတည်ငြိမ်မှုတွေကြုံတွေ့နိုင်ပါတယ်အထူးသဖြင့်ပြင်ပအင်အားစုတွေရှိုးဝက်နေလန်းတွေနဲ့အီရန်ကိုဆက်လက်အားနည်းစေဖို့အခွင့်အရေးတစ်ခုအနေနဲ့မြင်လာခဲ့မယ်ဆိုရင်ပါ တချင်တည်းမှာပဲအစိုးရဆက်ကျင်းလှုပ်ရှားမှုတွေတခြားနေရာတွေမှာပြန့်နှံ့လာပြီးအစိုးရရဲ့တုံ့ပြန်နိုင်စွန်းကျဆင်းလာခဲ့မယ်ဆိုရင်အဇာရီအမျိုးသားရဲ့စိတ်ဓာတ်တွေထောက်ဖို့ပြောဆိုဖို့အခွင့်အလမ်းတွေပေါ်ပေါက်လာနိုင်ပါတယ်။အဲ့ဒီလိုဖြစ်လာရင်အဇာရီခွဲထွက်ရဲ့အတွက်ပြည်သူလူထုရဲ့ထောက်ခံမှုတွေအန်အော့စရာကောက်လောက်အောင်များပြားနေတာကိုပေါ်လွင်လာနိုင်ပါတယ်။ဒါ့အပြင်အဇာဘိုင်ဂျန်ကလည်းဒီအခွင့်အလမ်းကိုအသုံးချပြီးခွဲထွက်ရဲ့လှုပ်ရှားမှုတွေကိုပုံမပါဝင်ထောက်ပံ့လာနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေအားလုံးကြောင့်အီရန်ဟာမကြာသေးမင်ကပဋိပက္ခကိုကျော်လွန်ပြီးပြင်းထန်တဲ့ပြည်တွင်းရေးမတည်ငြိမ်မှုတွေရဲ့ကာလအထဲကိုဝင်ရောက်နေတဲ့ဒီအချိန်မှာအစာရီလူမျိုးတွေပုံကန်ထားကြွလာနိုင်ခြေကိုလုံးဝပေဖြတ်လို့မရနိုင်ပါဘူး။သမိုင်းဆိုင်ရာအခြေအနေတွေနဲ့လက်ရှိခမန်းချက်တွေရဒီဖြစ်နိုင်ခြေကအလွန်နှိပ်ပါနေပေမဲ့လို့လုံးဝပေဖြတ်ဖို့ဆိုတာမဖြစ်နိုင်သေးတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။အဆုံးထိနတ်ဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။